အလုံးမဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဒီနေ့ကနေပြီးတော့စူမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒါဒီနေ့မှာတော့တော်တော်လေးကိုစိတ်ဝင်စားစရာခေါင်းတဲ့ topic လေးကိုကျွန်တော်တို့ဆွေးနွေးလိုက်အဲ့တော့လက်ရှိမှာကျွန်တော်တို့ Manchester United ပြည်တည်လေအခုချိန်မှာနည်းနည်းလေးတော့ calm down ဖြစ်သွားပြီလို့ကျွန်တော်အနေနဲ့မြင်နေ of course သူကြတယ်ဆိုတော့ try မှာပေါ့နော်အဲ့တော့ United အသင်းနေ ဒီကနေပြီးတော့ဘယ်ကိုဘလို့ဆက်သွားကြမလဲဆိုတဲ့မေးခွန်းပေါ်မှာကျွန်တော်တို့မေးဖို့အတွက်လိုလာပြီလို့မြင်တယ်။အဲ United အသင်းရဲ့ဒါကျွန်တော်တို့ဒီ Champion League ဝင်ဝင် Europa League ဝင်ဝင်ကကျွန်တော်ဒါအပွဲကြုံဆုံးတဲ့ချက်မှာပြောခဲ့လို့ပဲ United အသင်းတွေကဒါကျွန်တော်တို့အဲဘယ်လိုပြောမလဲ။ဖဆုဖလားဆိုရတဲ့ဒီပွဲဒီယာကပေါ့နော် United အသင်းတွေက အဲချန်ပီယံလိဝင်ဝင်ရဲ့နောက်က financial aspect တစ်ခုအနေနဲ့ငွေကိုပိုလိုအပ်တယ်ဆိုရင်တော့ကျွန်တော်တို့ကပုံမှန်တဲ့နေရာမှာပါတယ်။အဲတော့ United အသင်းရဲ့ Champion League miss out ဖြစ်သွားတဲ့အပေါ်မှာကိုလက်ရှိမှာဒါကျွန်တော် United အသင်းရဲ့ဒါကျွန်တော်လာမယ့် New Year ဒီရဲ့ plan တွေပေါ်မှာပေါ့ဒီဟာကတော်တော်လေးကိုရိုက်ခတ်မှုကြီးမားတယ်။အဲတော့ဒီနေရာမှာကျွန်တော်တို့ တခုအရင်ဆုံးဒါတော်တော်လေးကိုတည်တည်သက်သက်ပြောဘူးလို့ဒါကနီးပြအပြောင်းလဲကိစ္စ Manchester United အသင်းအနေနဲ့နီးပြအပြောင်းလဲလုပ်မှာမဟုတ်ပဲね Inios to Osu အနေနဲ့အခုလက်ရှိဒီ project လို့မျိုးပုံစံမျိုးကို Ruben Amorim လို့ဒါကျွန်တော်တို့လူတယောက်ကပဲဒါဥဆောင်မှုအတွက် ready ဖြစ်နေတယ်ဆိုတဲ့ပုံစံမျိုးကိုဒါယူဆထားတယ် Ruben Amorim ကတော့မနေ့ကဒါပြက်ပြက်သားသားသူ့အနေနဲ့ပြည်သက်တွေကိုပြောခဲ့တာဖြစ်တယ်သူ့အနေနဲ့ဒါကျွန်တော်တို့ပြည်သက်တွေကဒါကျွန်တော်ပိုင်ရှင်တွေဒါအလိုမရှိတော့ဘူးဆိုရင်တော့သူ့အနေနဲ့ဒါနောက်နေ့မှာချက်ချင်းဒါအသင်းကစာချုပ်ဖြတ်သိမ်းခြင်းပေးစရာမျိုးသူ့ဘာသူဒါတရားဝ င်ထွက်ခွာပေးမှာဖြစ်တယ်လို့ပြောဒါပေမဲ့လက်ရှိမှာ Rubio Amorim ကဒါပေါ်မွေလင်းလင်းပြောလာခဲ့တဲ့အချက်တခုကဘာလဲဆိုတော့သူ့အနေနဲ့ Manchester United အသင်းကလည်းသူ့ဟာသူတို့လုံးဝထွက်ခွာသွားမှာမဟုတ်ဘူးဒါပြောတာရှင်းရှင်းလေအဲ့တော့ပြောချင်တာပရိသတ်မလူချင်းနဲ့အသစ်ပပိုင်ရှင်တွေကနေပြီးအေးမင်းကိုလူမရှိတော့ဘူးလို့ပြောလိုက်ရင်တော့သူထွက်ခွာသွားမယ်ဒါပေမဲ့သူ့ဟာသူတို့ကတရားဝင်တာနှစ်ဦးသဘောတူပုံစံသူ့ဘက်ကစတင်ပြီးထွက်ခွာဖို့ရှိတယ်။ဘာလို့ဆိုတော့လက်ရှိမှာ United အသင်းကိုပြုပြင်ပြောင်းလဲပေးနိုင်မယ်ဆိုရင်သူ့တို့ကတကယ် top top manager တစ်ခုဖြစ်လာအဲ့တော့လာပေမဲ့ဒါသူတို့ဘောလို့ပဲဟိုဒီ Europa League ဒါကျွန်တော် Champion League မှာဒါကျွန်တော် Ruben Amorim ရဲ့ဒါကျွန်တော်တို့အမားတွေကတချို့ကတော့များတယ်တမပါပဲ cost တွေဒါပေမဲ့အဲ့ဒါတွေနောက်မှထားပါ ဲ့ဒါလေးကျွန်တော်ပြောဖို့လိုတာလက်ရှိမှာ United အသင်းဒီကနေဘယ်ဆက်သွားမလဲလက်ရှိမှာ United အသင်းနဲ့ဒါကျွန်တော်တို့တချို့ကြမီးတယ်လာမယ့်နေရာဒီမှာကျွန်တော်တို့လူမခေါ်နိုင်တော့ Matthews ခေါ်နိုင်အောင်ခေါ်နိုင်ပါမလားဆိုတဲ့မေးခွန်းနေဖြစ်တယ်အဲ့တော့ပထမဦးဆုံးအနေနဲ့လက်ရှိမှာဒီအပြောင်းရွှေ့ကြောင်းကျွန်တော်နည်းနည်းလေးဒီပြောအောင် Matthews ခေါ်နိုင်နေတဲ့ Manchester United အသင်း Europa League ရသည်ဖြစ်စေ Champions League ဝင်သည်ဖြစ်စေမဝင်သည်ဖြစ်စေ United အသင်းကိုသူဟာပြောင်းရွှေ့ဖို့အတွက်စိတ်အားထက်သန်တဲ့ကစားသမားဖြစ်တယ် Matthews ခေါ်နာက United အသင်းရဲ့လက်ရှိလာမယ့်နေရာဒီ Europe Champions League ဝင်တာမဝင်တာသူ့ negative side တော့မဟုတ်ဘဲနဲ့သူ့ကိုအသင်းပြောင်း ောင်းဖို့အတွက်အဓိကဒါကျွန်တော်တို့ ခေါ်အားက United ဖြစ်နေတာတခုပဲ။ဘာလို့သူကိုယ်တိုင်လည်း United ပြည်သက်ဖြစ်လို့ပဲ။အဲ့တော့ဒါ Matthews ခွန်နိုင်အပြောင်းရွှေ့ကလက်ရှိအခြေအနေဒီကဘာမှ impact ဖြစ်သွားမှာမဟုတ်ဘူးလို့မြင်နေ။ဒါပေမဲ့ United အတွက်အကြီးမားဆုံး impact တခုဖြစ်သွားမှာ Lamine Nuyadi ရဲ့ငွေကြေးပဲ။လက်ရှိမှာဒါ sponsor က Adidas တို့အုပ်စုကလည်းငွေကြေးပိုင်းမှာ short ချမှာဖြစ်တယ်လို့လက်ရှိ Lamine Nuyadi မှာဒါကျွန်တော်ရုပ်တံလွှင့်ငွေဝင်ငွေကတော်တော်လေးကိုနည်းတော့ဖြစ်တယ်။ဒါပေမဲ့အကောင့်ဘက်ကပြောကြည့်တော့တပတ်တပွဲဆောင်းအောင်မာဒီပါရောရှိတာဆိုတာမှန်ပေမဲ့တကယ်တမ်းငွေကြေးပိုင်းရကြည့်မယ်။ United တို့ဒီနေ့ Lamine Nuyadi မှာငွေ300 မဲ့ပမာဏကအင်မတန်မှနည်းသွားပြီအဲ့တော့ပြောမယ်တချို့ကိုနေ့ဘောက်သုံးလို့မရလဲဆိုတော့ဒါရှေ့မှာလည်းသုံးထားတာများလို့မဒါကျွန်တော်တို့ဒီနေ့ပေါ့မနစ်က2024 2025ရာသီပေါ့ဒါဒီရာသီပဲပြောမှာပေါ့နော်ဒီရာသီမှာ United အသင်းနဲ့ဒါကျွန်တော်စောက်နွေရာသီအပြောင်းအရွှေ့မှာတော်တော်လေးကိုသုံးထားခဲ့တာဖြစ်တယ် Mazraoui, Delic, Joshua Zigzi ဒီလိုကစားသမားတွေကိုဒါကျွန်တော်တို့ပတ်စံသုံးပြီးဝယ်ယူထားရတဲ့အတွက်ကြောင့်လို့ Manchester United အသင်းနဲ့လက်ရှိမှာလည်းဒါကျွန်တော်ဒီအသင်းရဲ့ဒါကျွန်တော်တို့ ပတ်စံလေးရတာတော့ဒါပေမဲ့ United အတွက်လက်ရှိမှာငွေကြီးရတကယ်ကိုဟို light of the at the end of the tunnel တခုဖြစ်လာနိုင်တဲ့အကြောင်းအရာကဘာလဲလို့ကျွန်တော်ကို မေးပါဆိုရင်တော့အဖြေကတော့ရှင်းတယ်ဗျအဲ့ဒီအနေထားတခုရာတော်တော်လေးကိုအစဉ်ပြေသွားနိုင်မယ့် scenario တခုကဘာဖြစ်သွားနိုင်မလဲဆို United အသင်းရဲ့ကစားသမားရောင်းချမှုပဲ United အသင်းရဲ့ကစားသမားရောင်းချမှုက United အသင်းရဲ့လာမယ့်နွေရာသီရဲ့ lifeline တခုကြီးကြီးမားမားဖြစ်သွားဘူးတော့ကျွန်တော်အနေနဲ့မျှော်လင့်တယ်အဓိကခုနကပြောလက်ရှိမှာအငှားထုတ်ထားတဲ့အတိုင်းကျွန်တော်ကစားသမားတွေဒါ လက်ရှိမှာခြေစွမ်းလည်းပြနေတယ်ဗောနော်အန်ဒူနီမာကယ်ရက်ရှိုဒီလူကစားသမားမျိုးတွေရောင်းချမှုက10 Manchester United တင်းနဲ့အ ਨੇ စုံပေါင်တန်း80လောက်ပြန်ရဖို့အတွက်မျှော်လင့်ထားတယ်မှာပါတယ်အဲ့တော့ဒီမဲ့မာကယ်ရက်ရှိုအရောင်းကြီးရ Manchester United မရဘူးဆိုရင်ပေါင်တန်း40ရဖို့အတွက်တည်ကြတော့ရှိတယ်အဲ့ဒါကြောင့် Manchester United တင်းနဲ့လာမယ့်နေရာဒီမှာအဓိကကပြဿနာပါဖြစ်လာမယ်ဆိုတော့အပြင်ဝင်ငွေတွေနည်းသွားပြီးတော့ဒါကိုယ့်အကူအတွင်းထဲမှာ generate ပြန်ရှာမယ်တယ်မှာပါတယ် United တင်းနဲ့အခုလက်ရှိမှာတည်ကြတယ်မဲ့အကျွေးမီရှိနေတဲ့အတွက်ကြောင့်အတင်းနဲ့ကတော့ကျွေးမီရှိပါဒါသိတော့မထူးဘူးဒါပေမဲ့အကျွေး ်မီရှိနေတဲ့အကြောင်းမလားထင်တာတက်အများကြီးပူသွလို့မြောက်ဆိုတော့ United အသင်းကလက်ရှိလူတော်များအမှတ်မှားတာငွေတွေအများကြီးပို့ဝင်လာငွေတွေအများကြီးသုံးလို့ရ United အသင်းကခုလက်ရှိမှာငွေသုံးလို့ရတယ်ငွေသုံးလို့မရဘူးငွေသုံးလို့ရတယ် United အသင်းကဒါပေမဲ့ပြဿနာက United အသင်းနေနဲ့လက်ရှိဟိုငွေကြီးကဏ္ဍအခြေအနေတွေကြောင့်မလို့ငွေသုံးလို့မရတာဖြစ်တယ်ဒါအောင်နားလည်ကျွန်တော်ရှင်းပြမယ်လက်ရှိကဒါ Premier League ရဲ့သတ်မှတ်ထားတဲ့ PSR ပေါ့နော်ဒါ Professor ကျွန်တော်ပြေးပေါ့ အပပီပေါ့ဗျာဘန်နာရေးစီမင်းစီကက်နေရောက်မို့ United ကလက်ရှိလာမဲ့နေရာဒီမှာငွေသုံးလို့မရမှာဖြစ်တယ်။ United ကလက်ရှိမှာဒါဥရောပမှာရောဒါ International မှာရောဝင်ငွေများဆုံးတဲ့သင်ဖြစ်တယ်။ Champion League မဝင်လို့ဒါကျွန်တော်တို့ဥရောပမဝင်လို့ဒါ Europa League မဝင်လို့ဝင်ငွေနည်းသွားတယ်ဆိုတာထက် United အခုလက်ရှိ Champion League လိုတဲ့ဝင်ငွေကဒါကျွန်တော်တို့မြန်မာ မမမမဆက်တာတို့ချုံပြောမှာ FFBC မစီကန်ကြောင်းပဲ United တင်းနဲ့ငွေမများတုံးချင်ငွေမများဝင်အောင်လုပ်ရမယ်ဒါကလက်ရှိတွားမယ် scenario အဲ့တော့ပြောချင်တာလက်ရှိမှာ United ကဒီ mainstream ပဲတွားနေဒီထက်မများတုံးချင်ဒီထက်မများပို့ပြီးဝင်အောင်လုပ်ရမယ်ပုံစံမျိုး United တွားအဲ့တော့လာမယ့်နေရာဒီမှာ United တင်းနဲ့အခုလက်ရှိမှာအသင်းမှာလူပိုလီဖြစ်နေကစားသမားတွေကိုတော်တော်ကြီးကိုစတင်ပြီးရှင်းထုတ်ရတော့မှာဖြစ်တယ် United တင်းနဲ့ဒါကျွန်တော်တချို့တော့လူငယ်ဆိုတဲ့ star boy တချို့ဒါကျွန်တော်အသင်းမှာအဆင်မပြေတော့ကစားသမားတချို့ကိုလည်းရောင်းချဖို့အတွက်ပြင်ဆင်ရတော့ဥမာလက်ရှိမှာဒါခနာချူလူကစားသမားမျိုး ။တီးကြတယ်မဲ့ဒါကျွန်တော် Euro Party Fine နဲ့ပြီးမှဒါကနာချိုရဲ့အကူ Robert Garnacho ရဲ့သူ့ရဲ့ဒါကျွန်တော်တို့ Twitter မှာ Ruben Amorim ကိုဒါကျွန်တော်တို့ပြစ်တင်ခဲ့တယ်ပေါ့နော်။ဒါကျွန်တော်တို့ဟိုကစားသမားကိုဒါကျွန်တော်တို့တကယ်လည်းအချိန်ပြည့်မသုံးမနဲ့မိနစ်နဲ့ငယ်သုံးသွားကစားသမား under the bus ပေါ့နော်။ဒါ pressure ပေးသွားတယ်ဆိုပြီးတော့ ျွန်တော်အနေနဲ့ United အသင်းနဲ့နောက်ဆုံးတစ်ခုပြင်ရမယ့်အချက်တစ်ခုကိုပြောပါဆိုရင်တော့ culture ပဲအဲ့လိုစောက်ချိုးမပြေတဲ့ကောင်တွေကိုအသင်းကနေပြီးတော့ကန့်ထုတ်ဖြစ်ဖို့အများကြီးလိုလာခဲ့ပြီပြောချင်တာကဘုတ်ဖွယ်လေးလေးပြောရမယ်ဆို United အသင်းတွေကပရိသတ်တော်များအဆိုးဘက်ကမြင်ကျွန်တော်တို့အကောင့်ဘက်ကတစ်ခုကျွန်တော်အကောင့်ရမ်းမြင်တဲ့ကောင်ဆိုအကောင့်မြတ်မြင်ရမယ်ဆိုလူတန့်သွားလိမ့်မယ်အသင်းတွေဆော့ပေးခြင်းနဲ့ကစားသမားတွေအသင်းတွေတကယ်လုပ်ပေးခြင်းနဲ့နီးပြတယ်အသင်းတွေတကယ်ဖြစ်စေခြင်းနဲ့ဒါကစားသမားတွေပဲကြံခဲ့လိမ့်မယ် ဒါလက်ရှိမှာဒါကျွန်တော်အနေနဲ့ဒါကျွန်တော်ဟို Ruben Amorim for Antipose Glue Philosophy လို့ပဲဥရောပဝင်မှဒါကျွန်တော်တို့ Champion League ဝင်မှလာတဲ့ကစားသမားဆိုတဲ့အသင်းကိုချစ်လို့လာဥပမာလက်ရှိမှာ Matheus Cunha လို့ပေါ့နော်အသင်းကိုချစ်လို့လာတဲ့ကစားသမားတွေကအသင်းအတွက်အများကြီးပိုတံမှုရှိအဲပြောချင်တာကခုနကပြောတဲ့မြန်မာစကားပြောကျွန်တော်ခမဆင်းရဲတဲ့အချိန်မှာဘယ်သူရှိပေးလဲဆိုတဲ့ပုံစံတိုင်းပဲ United ကဆင်းရဲသွားမှုပဲခမလက်ရှိမှာခုနကပြောတဲ့အသင်းကအိုးဝင်ငွေတွေအများကြီးမရှိပေမဲ့ဒါအသင်းကခေါ်ယူမယ်ဆိုရင်လောလောလလာပေးမယ်ကစားသမားရှင်အဲ့ကစားသမားတန်ဖို့ရှိတဲ့ကစားသမားပဲ။ ယူနိုက်တက်အသင်းကဒီလိုကစားသမားမျိုးတွေလာကျွန်တော်တို့ပိုင်ဆိုင်မှုအတွက်အများကြီးလိုအပ်တယ်တမန်ပါတယ်ခုနကပြောလို့ပဲရောရောင်မီခုနကအသင်းအောင်မြင်မှုတအားမတ်မောနေတဲ့ chart တွေကိုလည်းအသင်းကနေပြီးတော့ဈေးကောင်းကောင်းရရောင်းတင်တဲ့အခြေအနေတခုရအဲ့တော့ပြောချင်တာဟုတ်တယ်အစိုးဘက်ကကြည့်တော့ယူနိုက်တက်အသင်းလာမယ့်နေရာဒီမှာငွေကိုထက်လောက်သုံးလို့မရတော့အများကြီးထိခိုက်သွားတယ်ဒါပေမဲ့အကောင့်ဘက်ကပြန်ကြည့်အောင်လူမှန်နေနေရာမှန်နေဖြစ်သွားနိုင်တယ်အသင်းကိုတကယ်ချစ်တဲ့ကောင်းတွေရောက်လာမယ်ငွေကြီးအခြေအနေတွေကျွန်တော်တို့က အသင်းရဲ့အောင်မြင်မှုအခြေအနေတွေခဏမေ့ထားပြီးတော့ United ဖြစ်နေလို့ကိုအသင်းကိုလာမဲ့ကောင်တွေပေါ်လာမယ်။ဒါတွေက United တွေကကောင်းကွက်လိမ့်မယ်။ဆိုးကွက်ကခုနပြောလိုပဲဒါအသင်းရဲ့ final အခြေအနေတွေပြိသက်တွေနဲ့ဒါကစားသမားတွေနဲ့ဒါကျွန်တော်ဂျားတွေကပြိပခါတွေပြိသက်တွေအနေနဲ့လက်ရှိမှာ Ruben Amorim ပေါ်မှာဒါကျွန်တော်ယုံကြည်မှုကြဆင်းမှုတွေကတော်တော်လေးကိုပြင်းထန်လာမယ်လို့ကျွန်တော်အနေနဲ့မြင်မိတယ်။အဲ့ဒါတွေကထင်တာတည်းပို့ပြီးအများကြီးအများကြီးဒါကျွန်တော်တို့အခြေအနေဆိုးရွားသွားမယ်လို့ကျွန်တော်အနေနဲ့မြင်တယ်။မြည်တော့ပင်ဆိုစေကမှုအရေးကြီးဆုံးတစ်ချက်အနေနဲ့ဒါကျွန်တော်ဘာတွေဖြစ်လာမလဲဆိုတာကိုတော့ ပိတ်ကားပြီးမှကျွန်တော်အတူတူကြည့်ရတယ်။ဒါပေမဲ့ United အသင်းနေနဲ့ United အသင်းဟာ United အသင်းဖြစ်မှာပါ။ဥရောပမှာအင်္ဂလန်မှာအောင်မြင်ဆုံးတဲ့တဲ့တဲ့နဲ့ကျွန်တော်တို့ဆက်လက်ပြီးရည်တည်သွားပြီးပဲ။ဒါခုနကပြောလို့ပဲမြားလိုပဲပေါ့ဗျာ။ဒါကျွန်တော်ရရှိ့အဟုန်ပြင့်အရှိန်ဟုန်ပြင့်နဲ့သွားမဲ့အနေဒါကိုနောက်ပြန်ဆုတ်တယ်လို့ပဲကျွန်တော်အနေနဲ့မြင်တယ်။ကျွန်တော်ခုနပြောလို့ပဲ United အသင်းနေနဲ့ဒါကျွန်တော်တို့အသင်းကြီးတဲ့တဲ့နဲ့လာမဲ့နေရာစီမှာ act လုပ်မယ်လို့မြင်တယ်။ Indios တို့အုပ်စုဘာတွေလုပ်ပြနိုင်လဲဆိုတော့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းမယ်လို့ကျွန်တော်တို့မြင်မိရတယ်မှာပါတယ်။ မိတို့ပင်စိုးစေးကမှုအရေးကြီးတဲ့ချက်က United အသင်းလာမယ့်နေရာဒီမှာဘာဒီဘလူးဖြစ်မှာကျွန်တော်စိတ်ဝင်စားဖို့ခေါ်ဒါပေမဲ့ပြောင်းလဲမှုကြီးကြီးမားမားတွေတော့တွေ့ရဖို့များတယ်အသင်းမှာခုနပြောသလိုပဲ Glory Hunter တွေအသင်းကနေထွက်သွားပြီးတော့တကယ်ကိုအသင်းကိုချစ်မဲ့ကောင်တွေကြီးပဲကြံခဲ့မယ်ဆိုရင်တော့ United အသင်းတော်ကဒီနေရာမှာအမျက်ဆုံးဖြစ်သွားနိုင်မယ်လို့ကျွန်တော်တို့ပုဂ္ဂိုလ်ကြီးကမြင်မိတယ်ဒါလောက်ပါပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4U တို့မှာကျေးလို့ဆိုတော့ပေါင်ကူညီလို့ရပါတယ် မြမိုင်းလည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျအောက်ကကွန်မန်တွေထဲမှာလည်း youth sport media 3.0ဆိုတဲ့ TV4 ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းပြုကြတော့ကုညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကို like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်များများလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျများများကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်အားလုံးပဲကြိုတင်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တို့ဒီနောက်မှာအေးအေးဆေးဆေးတွေ့ကြတာပေါ့အားလုံးပဲကြိုတင်ပါတယ်မြန်မာလည်းကလစ်ပြီးကြောက်ဗျများများကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်အားလုံးပဲကြိုတင်ပါတယ်ကျွန်တော်ကုညီပေးပါဦး